မြမရေနံနဲ့တဘာဝတံငွေလုပ်ငန်း MOG ကနေနိုင်ငံသားဝင်ငွေအများဆုံးရရှိနေတဲ့စစ်တပ်ဟာရေနံထုတ်လုပ်မဲ့စီမံကိန်းအစ်တွေအတော့ထိုင်းနိုင်ငံကုမ္ပဏီတွေနဲ့လက်မှတ်ရေးထိုးပြီးလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒါကြောင့်ထိုင်းကုမ္ပဏီတွေအနေနဲ့ရေနံတွင်းသစ်နဲ့ဓာတ်ငွေထုတ်လုပ်မှုစီမံကိန်းအစ်တွေအတော့စစ်ကော်မရှင်နဲ့စာချုပ်ချုပ်ဆိုနေခြင်းအလုံးကိုရပ်တန့်ဖို့အထူးတာဝန်ရှိကြောင်းသွေးစွန်ငွေအဖွဲ့ကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ်။ ထိုင်းကုမ္ပဏီ PTT PTTEP နဲ့ Gulf Petroleum မြန်မာတို့ဟာ Total Chevron နဲ့ Petronas တို့မြန်မာကမ်းလွန်ရေနံလက်ကွက်စီမံကိန်းတွေကနေထွက်သွားပြီးနောက် share တွေကို MOG နဲ့ခွဲဝေကစစ်တပ်ကိုဆက်လက်ထောက်ပံ့နေတယ်လို့သွေးစွန်ငွေဖြတ်တောက်ရေးအဖွဲ့ Blood Money Campaign ကထုတ်ပြန်ပြောဆိုထားပါတယ်စစ်တပ်ကထိန်းချုပ်ထားတဲ့ MOG ကိုအခွန်ငွေပေးဆောင်နေတာဟာစစ်တပ်ကပြည်သူလူထုကိုကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေကို အထောက်အပံ့ဖြစ်စေမယ်လက်နက်ဝယ်ယူရေးနဲ့စစ်အုံစိတ်တွေကိုအထောက်အပံ့ဖြစ်မှာဖြစ်တယ်လို့အဲ့ဒီဘက်ကဆိုပါတယ်။ဒါအပြင်ထိုင်းရင်နံကုမ္ပဏီတွေဟာအခုနှစ်2025ခုနှစ်အတွင်းမှာပဲအောင်တိန်ခါနဲ့မင်းရဲသူအမည်ရှိတဲ့တဘာဝတန်ငွေနဲ့ရေနံတူဖို့ရေးစီမံကိန်းသစ်တွေအတွက်လက်မှတ်ရေးထိုးဆောင်ရွက်နေပြီး2028ခုနှစ်မှာစတင်ထုတ်လုပ်နိုင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ MOGE က2023ခုနှစ်နှစ်ကုန်ပိုင်းမှာလအစဉ်တလကို အမေရိကန်ဒေါ်လာ55တန်းကိုထိုင်းဘတ်ငွေနဲ့ရရှိနေတာဖြစ်လို့တနှစ်အတွင်းမှာအနည်းဆုံးအမေရိကန်ဒေါ်လာ1တသက်မှ5ဘီလီယံကနေ1တသက်မှ2ဘီလီယံလောက်ရရှိနေတယ်လို့သွေးစွန်ဝင်ဖွဲ့ကဆိုထားပါတယ်။ MOG နဲ့ယင်းနဲ့အခွန်ငွေတွေဟာဆေးဥစုအတွက်တရားဝင်နိုင်ငံခြားငွေရနေတဲ့လမ်းကြောင်းဖြစ်နေပြီးတော့ဆေးဥစုကလိုအပ်နေတဲ့လေယင်စီ လေရင်နဲ့အခြားဤပညာဆိုင်ရာပစ္စည်းတွေကိုဝယ်ယူနိုင်တဲ့ငွေလန်းဆောင်လဲဖြစ်တယ်လို့သွေးစွန်ဝင်ဖြစ်တော်ရေလှူရှားမှုဖွဲ့ကဆိုပါတယ်။အမိုဂျီရဲ့ဝင်ငွေဟာနိုင်ငံရဲ့နိုင်ငံသားဝယ်80ကနေ80ရာခိုင်နှုန်းခန့်အထိရှိပြီးတော့နှစ်စဉ်အမေရိကန်ဒေါ်လာတန်းနဲ့ချီရှိနေတာဖြစ်ပါတယ်။မြန်မာစံဖက်စတက်အတွက်အမေရိကန်ဒေါ်လာတန်းရာပေါင်းများစွာဝင်ငွေ ရှာပေးနေတဲ့မြမရေနံနဲ့တဘာဝတန်းငွေလုပ်ငန်း MOG နဲ့အတူအလုပ်လုပ်နေတဲ့ ိုင်ငံတကာရေနံကုမ္ပဏီကြီးတွေကိုအရေးယူပေးဖို့ Justice for Myanmar ကလည်းထပ်မံတိုက်တွန်းတောင်းဆိုထားပါတယ်။